ံဘာလ၃ရက်နေ့မနေ့ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမအဦးဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မင်းအွန်လိုင်းရဲ့ယင်းဒီပတ်သက်မှုရှိနေတဲ့ထဝေမြို့မှာစီးပွားရေးသမားကြော်ကြော်ဦးပြက်ခတ်ခံရတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။တနန္ဒာရီတိုင်းထဝေမြို့ပေါ်မှာအကြံဖက်မင်းအွန်လိုင်းရဲ့ယင်းဒီပတ်သက်မှုရှိနေတဲ့စီးပွားရေးသမားကြော်ကြော်ဦးပြက်ခတ်ခံရကြောင်းဒေသနေပြည်သူတွေနဲ့တော်လှန်ရေးတရင်းမြစ်ကပြောပါတယ်။ယနေ့အော်တိုဘားလ31ရက်နေ့မနေ့ပိုင်းမှာထဝေမြို့ ဆင်ဘူးနဲ့ရက်ကွက်မှာရှိတဲ့ခရိုနီကြကြောဦးနေအိမ်အနီးမှာအမိမတိတနက်သမားတွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်းမှာစီပွားရေးသမားကြကြောဦးကြည်ထီမှန်တရားရရှိကထွေမျိုးဆေးုံမှာအရေးပေါ်ကုသမှုခံရရပြီးတေဆုံးခြင်းရှိမရှိကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ တိခတိုက်ခိုက်ခံရသောစီးပွားရေးသမားကျော်ကျော်ဦးမှာတနန္တာရီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်မြတ်ကိုနဲ့ပုတ်ကိုရရအလွင်ရင်းနှီးသူဖြစ်ပြီးတော့အကြံဖက်မဲအောင်လှိုင်နဲ့စက်တင်ဘာလ18ရက်နေ့ထဝေမြို့သို့လာရောက်စဉ်ကကျော်ကျော်ဦးတာဝန်ယူထားတဲ့ ထဝေပိုးပွားရိတ်တာတို့လာရောက်ခေတဲ့ကြောင်းမင်းအောင်လှိုင်နဲ့ယင်းဒီတော်ဆက်ဆံရေးရှိပြီးတော့ပတ်တန်မှုလည်းရှိနေကြောင်းသိရှိရပါတယ်။ခုအပြစ်ခံရတဲ့စီးပွားရေးလုပ်ငန်းရှင်ခရိုနီကျော်ကျော်ဦးဟာစက်ကောင်စီနဲ့ပတ်တန်မှုရှိတဲ့ကောင်ပါ။သူကတဏ္ဍာရီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်မြတ်ကိုနဲ့လည်းပုဂ္ဂိုလ်ရေးအရအလွန်ရင်းနှီးပါတယ်။မင်းအောင်လှိုင်လာတော့ကလည်းသူတာဝန်ယူထားတဲ့ပိုးပွားရိတ်တာကိုလာသွားသေးတယ်။အခုပြစ်ခတ်မှုက ပေအဖွဲကလုတ်တယ်ဆိုတော့မတိရသေးဘူးပြက်ခတ်ခံရတာကတော့ဒေချာတယ်အခုဆေးရုံမှာတင်ထားတယ်လို့ပြောတယ်တေမတေကတော့စောင်းကြည့်နေတော့ပဲဆိုမှတော်လှန်ရေးတရင်ကြီးမြက်ကပြောပါတယ်အဆိုပါပြက်ခတ်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မိသည့်လက်နက်ကန်အဖွဲလုတ်ဆောင်ဒီကိုအတိပြုနိုင်ခြင်းမရှိသေးပဲဒေသအတွင်းတော်လှန်ရေးတပ်ဖွဲ့များကလည်းထုတ်ပြန်ထားခြင်းမရှိသေးဘူးလို့သိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ ရခိုင်တပြေလုံးနီပါတိမ့်ပိုက်ရန်လက်တကန်းအလိုရောက်နေပြီဖြစ်ကြောင်းအပြစ်မရက်သေးတဲ့ညီနောင်မဟာမိတ်အဖွဲ့ဝင်အရခတ်တတ်တော်အေအေထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်အကြံဖက်စစ်တပ်အနေနဲ့ရခိုင်ဒေသတစ်ခုလုံးကိုလက်လွတ်ဆုံးရှုံးရဖို့လက်တကန်းအလိုရောက်ရှိနေပြီဖြစ်တဲ့ဆိုပေမယ့်အရခတ်တတ်တော်အေအေကဒီနေ့ညနေပိုင်းမှာထုတ်ပြန်လိုက်ပါတယ် ညီနောင်မဟာမိတ်သုံးဖွဲတွေကစစ်ကောင်မရှင်တပ်နဲ့အပြစ်အခတ်မရက်သေးဘဲနဲ့ကြံနေခဲ့တဲ့တဖွဲတီတော်အရကတတော်အေအေဟာဖြော်မှန်းထားတဲ့စစ်ရေးနိုင်ငံရေးရေးမှန်းချက်တွေအပြစ်အဝအကောင့်တွေဖော်နိုင်ဖို့အတွက်ရခိုင်လူထုနဲ့လက်သွေးပြီးတော့အစွမ်းကုန်ကြိုးစားနေတယ်လို့ပြောပါတယ်။ရခိုင်ဒေသအပြင်ရခိုင်ရိုးမတဲ့နေမြေချင်းထိစပ်နေတဲ့ပဲခူးတိုင်းမကွေတိုင်းအေယာဝတီတိုင်းနဲ့အေအေစစ်ရေးလှုပ်ရှားနေတဲ့နေရာအချို့မှာ တစ်ဖက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ပြောပါတယ်။စစ်ရေးနိုင်ငံရေးအဖက်ဖက်ရှုံးနေနေတဲ့အာနာသိန်းစစ်တပ်ဟာ2025ခုနှစ်အတွင်းညီနောင်မဟာမိတ်တုံးဖွဲ့ထေကကိုကန်တ MMDAA တအောင်တ TNLA တို့နဲ့ရှမ်းမြောက်ဒေသအပြည့်အခက်ရစေးရေကိုမရှိမနှောင်းပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့နော် စစ်စင်ရေးနေမြေကျုံသွားတဲ့စစ်တပ်ကနိုင်ငံအနှံပြပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေစစ်တိုက်ကျူးလွန်နေတယ်လို့မနေ့ကစာပြီးတော့အေးတပ်ဖွဲ့ဝင်ရှိရနေရာတွေနဲ့ရခိုင်ပြည်သူတွေရှိတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်လာတယ်လို့ပြောပါတယ်။ မနေ့ကအော်တိုဘားလာ30ရက်နေ့တရက်ထဲမှာပဲဆက်သွေးမျိုးရသေးတောင်မျိုးပုံနှမ်းကျွမ်းမျိုးပေါတော်မျိုးနဲ့ကြောက်ဖြူမျိုးစင်ချောင်းတိုက်နေရှိ ကုံွေကြေးရွာကအယတားပြည်သူနေထိုင်ရနေရာတွေကို လေချောင်း ရေချောင်းလက်နဲ့ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုတွေကိုသွေးဘောကြောင်စွာလှုပ်ဆောင်ခဲ့တာကြောင့်အပြစ်မဲ့ပြည်သူ၈ယောက်တေကအပြစ်မဲ့ပြည်သူ၈ယောက်ဒေဆုံပြီးတော့32ယောက်တန်ရာရခဲ့တယ်လို့သိရပါဗါတယ်။အော်တိုဘားလာ30ရက်နေ့ဒီနေ့မနေ့ပိုင်းမှာလဲဆက်ကောမရှင်က ပုံနာကျွတ်မြို့နယ်ပန်နီလာရွာကိုလေကြောင်းပုံးကျစ်တိုက်ခိုက်ခဲ့တာကြောင့်အပြစ်မဲ့ပြည်သူ၄ယောက်တေဆုံးပြီးတော့၁၀ယောက်ပြင်းပြင်းထန်ထန်တန်ရာရကစိုးရင်ရတဲ့အခြေအနေတွေဖြစ်တယ်လို့ဆိုပါတယ်။အကြံဖက်စက်ရှင်စက်ကော်မရှင်တအနေနဲ့နိုင်ငံအနှံ့မှာစည်ရည်နဲ့မသက်ဆိုင်တဲ့အယက်သားပြည်သူတွေပေါ့လေကြောင်းနဲ့လက်နဲ့အာကိုကတရေဘောကြောင်စွာရဲစောမှုတွေကျူးလွန်နေတယ်လို့ရခိုင်ဒေသပြည်သူတွေအပေါ်မှာလည်းပြစ်မှတ်ထားတိုက်ခိုက်လာနိုင်တာကြောင့်အရင်ရစ်တွေထက်ပုံမူတတိထားကြဖို့စည်ရည်တတိနေညမွေ အပြည့်အဝရှိနေပေးကြဖို့ရခိုင်ပြည်သူတွေကို အေးအေးကတိုက်တွန်းထိုးစော်ထားပါတယ်ခမညာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနန္တာရီမြို့နယ်လေးမိုင်ရွာမှာခြေကုပ်ယူထားတဲ့အကြံဖက်စစ်တပ်ကဒေါ်လာရည်တပ်တွေဝင်ရောက်တိုက်ခိုက်လို့စစ်သားအများပြားဒေဆုံးတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။တနန္တာရီတိုင်းတနန္တာရီမြို့နယ်လေးမိုင်ရွာမှာခြေကုပ်ယူထားတဲ့အကြံဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်တဲ့အချိန်စစ်သားအများပြားဒေဆုံးခဲ့တယ်လို့ ဘိုခရမ်းတပ်ဖွဲ့ရနဲ့တရင်ထုတ်ပြန်ထားပါတယ်။အော်တိုဘားလ28ရက်နေ့လီပိုင်းကတနန္တာရီမြို့နယ်၄မိုင်ရွာမှာခြေကုပ်ယူထားတဲ့အကြမ်းဖက်စစ်သားတွေကိုတော်လိုင်းရဲတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အချိန်ထိသေးတိုက်ပွဲ45မိနစ်ကြာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သား၈ဦးဒေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အဲ့တိုက်ခိုက်မှုကိုဘိုခရမ်းတပ်ဖွဲ့မြိတ်ပကဖအဖွဲ့နဲ့တနန္တာရီတပ်ပေါင်းစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တဲ့ရင်ကတော့မုံရွာမြို့ပေါ်မှာ ြန်ပေးဆွေးမှုဖြစ်ပွားပြီးတော့ဖမ်းဆီးသွားတဲ့အဖွဲ့ကတိန်တတောင်းနဲ့ပြန်ရွေးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့ပေါ်မှာမိန်းကလေးတယောက်ကိုပြန်ပေးဆွေးမှုဖြစ်ပွားခဲ့ပြီးဖမ်းဆီးသွားတဲ့အဖွဲ့ကတိန်တတောင်းနဲ့ပြန်ရွေးခိုင်းနေတယ်လို့မြို့ခံတွေကပြောပါတယ်။အော်တိုဘားလာ30ရက်ညနေ4နာရီလောက်ကမုံရွာမြို့ကန္တာယာအနီးကားပေါ်မှာထိုင်နေတဲ့အသက်18နှစ်အရွယ်မိန်းကလေးတယောက်ကိုအမျိုးသား၄ယောက်ပါတဲ့အမိမတိလက်နက်ကင်အဖွဲ့တစ်ခုကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။ကားရောလူရောပြန်ပေးဆွေးသွားပါတယ်။ အသူပါသွားတဲ့ကောင်လေးကိုမောက်ခိုင်းထားပြီးတော့ထားခဲ့တယ်။ပြန်ပေးဆွေးသွားတဲ့သူတွေကအရက်ဝက်နဲ့မတ်တွေတက်ထားတယ်။ဖမ်းသွားတဲ့အဖွဲကအကြောင်းပြန်လာတယ်။တင်းတောင်းနဲ့ဒီနေ့နောက်ဆုံးနဲ့ဆိုပြီးမှဖြစ်စဉ်ကိုသိရှိတဲ့မုံရွာဒေသခံတို့ကပြောပါတယ်။ပြန်ပေးဆွေးခဲ့တဲ့လူတွေကအမျိုးသားတွေဆိုတာသိရတယ်။ဘယ်အဖွဲစည်းလဲဆိုတာမသိရသေးတယ်လို့ ပြန်မေးဆွေးတဲ့နေ့ကကန္တာယာနာကိုကအဖြူနဲ့ရောက်လာပြီးတနက်အတူနဲ့လက်တနက်အရှိတလက်ကိုကင်ဆောင်ထားတယ်လို့သိရပါဗျ။ကန္တာယာနာမှာလူပြတ်တဲ့အချိန်တွေရှိတယ်။လှုပ်သွားတဲ့လူတွေကအဖွဲအစည်းတစ်ခုခုကလို့ခံမှန်ရတယ်။စက္ကစားဆိုကောင်လေးပါခေါ်ပါလေ။ကောင်မလေးကပတ်စံရှိတယ်။ကောင်မလေးကမလိုက်ရေးဘူးပြောလို့ဘာတွေနားတွေရိုက်ပြီးခေါ်သွားတာလို့အထက်ပါနေခံကပြောပါဗျ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမုံရွာမြို့နယ်အနီးအနားကြီးရွာတွေဖက်မှာအခုလိုပြန်ပေးဆွေးမှုတွေတမျှမှုတွေခက်စိစိဖြစ်ပွားလာပြီးအော်တိုဘားလ29ရက်နေ့တုန်းကလည်းမုံရွာမြို့ပုံစိုးရက်ကွက်ကအမျိုးသားတယောက်ပြန်ပေးဆွေးခံရသေးတယ်လို့သိရရှိထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရွေးကောက်ပွဲဝန်ပြိုင်မှာဖြစ်လို့စစ်အင်ကာစင်ပြုတ်သွားတယ်။ကာစာထာ3ဒုတိယဗိုလ်ချုပ်ကြီးဒေသကျော်ရဲ့နေရာမှာနေပြီးတော့စစ်တိုင်းမှုဗိုလ်ချုပ်စိုးမင်းကိုပြောင်းရွှေ့ခန့်အပ်လိုက်တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ စစ်ကော်မရှင်ကစစ်အင်ကားစင်ပြစ်တုံးနေတယ်အမှတ်၃စစ်စင်ရဲ့အထူးအဖွဲ့မှုနေရာကို နေပြီးတော့တိုင်းမှုပိုချုပ်စိုးမင်းကိုပြောင်းလဲခန့်အားလိုက်ကြောင်းသိရပါတယ်အဆိုပါစက္ကထသုံးမှုနေရာမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ဒုရယာပိုချုပ်ကြီးဒေသကျော်မှာယခုလာမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်လို့၎င်းရဲ့နေရာကိုအစားထိုးခန့်အပ်ခြင်းများပြုလုပ်လာခြင်းဖြစ်ပါတယ်စစ်ကော်မရှင်ဟာပြီးခဲ့တဲ့အော်တိုဘာလကဖွဲ့စည်းပုံပြောင်းလဲခဲ့၍စစ်တိုင်းတစ်ခုကိုသာအုပ်ချုပ်ရန်ကြံတဲ့ စက္ကထသုံးနေရာကိုအပြောင်းအလဲပြုလုပ်လာခြင်းဖြစ်ကြောင်းသတင်းမြက်ကပြောပါရယ်ပထမအပြောင်းအလဲကထစ်စေကျော်ရှိထားတဲ့ရေကောက်ပွေးဝင်မဲ့ဈေးနေကထွက်လာပြီဆိုတော့နောက်ထပ်အပြောင်းအလဲတွေလည်းရှိလာနိုင်တယ်ဆိုပေမှတတ်သတင်းမြက်ကပြောပါရယ်နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရခိုင်ပြည်နယ်နဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်အေယာဝတီတိုင်းဒေသကြီးတစ်ခုကိုစီမံအုပ်ချုပ်ရတဲ့ကာစာထ3မှာရခိုင်တပြည်လုံးမြို့နယ်3ခုထပ်ကျန်ပြီ ံမျိုးနဲ့အားလုံးကိုအာရခတ်တတော်အေးကထိန်းချုပ်ထားပါတယ်။လက်ရှိကြံနေတဲ့ ARD တိုင်းမှာလည်းလေးမျက်နှာ၊ရေကြီး၊အင်ကပူ၊တာပေါင်းမျိုးနဲ့တို့မှာနေရာအချို့ကိုအေးကတင်ပိုက်ထားတဲ့အတွက်စက်ကော်မရှင်နဲ့စည်ရေးတဲမှာလည်းရှိပါတယ်။စက်ကော်မရှင်ကလာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာကျင်းပမယ့်ရွေးကောက်ပွဲအပိုင်းအထိမှာရခိုင်၃မျိုးနဲ့ပါဝင်လာရလက်ရှိရွေးကောက်ပွဲကျင်းပမယ့်ကြောက်ဖြူမျိုးနဲ့စက်ကော်မရှင် AA တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးတော့ ရွေးကောက်ပွဲကျင်းပနိုင်မဲ့အခွင့်အရေးနေပါနေကြောင်းသိရှိရပါတယ်။အခုလိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ကာစာထား၃နေရာကိုအခြားစတိုင်မှုများနေသူအပြောင်းအလဲပြုတ်လို့လာခြင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလနောက်ဆုံးအပတ်ကစက်ကော်မရှင်ရဲ့စတိုင်မှုတတ်မှမှုစက်တက်ကရိုကျောင်းအုပ်ကြီးများဇက်ကခမှုများကိုစက်ကောင်းဆောင်ကနေရာအပြောင်းအရွှေ့ပြုတ်လို့ခဲ့ပါတယ်။